ထောင်ထဲမှာအညှင်းမနှိမ့်ဆက်မှုတွေကဘင်းမလွတ်မချင်းပါဘင်းမလွတ်ခင်ဒီဒီတိုင်းဆက်ရှိနေရပါအဲကျွန်တော်ကပြောမှဆိုရင်ဒီတီးတန်းမှာဟိုလေးလပိုင်းထိပဲနောက်ပိုင်းကျွန်တော်ထောင်ပိုင်းပြောင်းတယ်ထောင်ပိုင်းပြောင်းပြီးတော့ထောင်ပိုင်းရနေပြီထောင်ပိုင်းတော့ဘယ်လိုပြောင်းလဲထောင်ပိုင်းကြီးကိုကျွန်တော်ဒီဟိုနှစ်လပိုင်းမှာနှစ်ငါးလုံးပါလဲနောက်ထပ် silent site ထပ်လုပ်တယ်အဲ့မှာတော့ကျွန်တော်တို့ဘက်ကအပြေဝအောင်မြင်သွားတယ်ဒီနှစ်လပိုင်းမှာထပ်လုပ်တယ်နှစ်လပိုင်းမှာလုပ်တဲ့အခါကျတော့ ဘလောက်ထိအောင်မလဲဆိုတော့ကျွန်တော်တို့လုံးဝဟိုပြောဆိုထမင်းလက်သွားမျိုးဘာမလို့ကိုရှိရာနဲ့ကိုထားမယ်ဆိုတော့အဲ့လိုမျိုးပြောဆိုပြဟိုတကယ်လို့ထမင်းမဖြစ်နေယူရမယ်ဆိုတော့ထွားမယ်လို့နေရောက်ပဲထမင်းသွားယူထမင်းနဲ့ဟိနေရတာအဲ့လိုမျိုးသွားယူဆယ်နာရီကိုနိုင်ခွဲဆိုသွားယူဆယ်နာရီဆိုသွားယူပေါ့အဲ့လိုယူပြီးတော့လုံးဝဘဘူးမှအပြင်မထွက်ဘူးကျွန်တော်တို့၄နိုင်ထိဘလောက်ထိဟိုတရုတ်ပြန်လဲဆိုအမိုင်းဟိုချက်သန်းပါပေါ့မင်းကြီးဦးစီးဆင်းလာပြီးတော့ကျွန်တော်တို့ဒီ ဟိုကအဆောင်လေးရှိခေါတော့ခေါင်းရဒေါ်လာတွေထွက်သူ့ဝန်ထမ်းတွေကိုဆဲပါးတွေရိုက်ပြီးအဲ့လိုပြန်သွားတဲ့ပုံစံတည်းတော့ဖြစ်သွားအဲဘော်ဒီနိုင်ငံကြီးသားတွေကမတုံမလို့ပဲပြင်လဲမထွက်ဘူးထဲမှာပဲထဲမှာတင်းစင်းနေတယ်ညီညီသက်သက်နေတယ်သူတို့ကျူတဲ့အစားစားလဲမစားဘူးမစားဘူးဆိုတာပြောမှဆိုတော့ဟိုတကယ်လို့စားခြင်းတဲ့သူကမာဒီထမင်းသွားယူပေးထားတယ်အဲ့မှာကျွန်တော်ကကြာပြောမှဆိုတော့ဟိုအပိတ်ကြီးရေလို့မဟုတ်တော့ကစန်ရိုင်းဆိုတဲ့ဥစ္စာမှာ မသားမတော့ပဲမနေဘူးပေါ့ငါတို့အပြစ်မထောက်ဘူးအမမထမင်းသွားယူထားပြီးမယ်ဒီပြောတော့နီးလေသားပေါ့ထမင်းသွားယူတာဘိုက်ဆိုင်လေးကိုစားမစားချင်တဲ့လူမစားနဲ့ကိုကအေးသေးသေးအိတ်ချင်တဲ့လူအိတ်ကိုကစားဖက်ချင်တဲ့လူစားဖက်အမတနေကုန်ကျွန်တော်တို့ပြောတော့ထမင်းတော့တချို့ကသွားယူကြတယ်ဟိုတချို့ကြောက်ပြောမုတ်ဝဲစားပြီးအိတ်ပြီးတော့နေကြဟိုရုံထွက်သမားရုံထွက်ပေါ့အဲအဲ့လိုမျိုးကျွန်တော်နှစ်ငါးလုံးနေမှာထောင်ထဲမှာထပ်ပြီးတော့ဒီတန်းနေပြီးွားတော့နှစ်ငါးလုံးဟိုသာထပ်ပြီးတော့ နှင်းငါလုံးရှိရဲနှင်းငါလုံးမှာကျွန်တော်စိုင်းလုံးသားထပ်လုပ်တာအနည်းတော့တော့ဒီမင်းကြီးဦးကြီးခိုတိုင်းပောက်ကွဲပြီးတော့လိုမျိုးလာပြီးတော့အော်ကြီးကြီးပြောပြီးတော့ကျွန်တော်တို့လုံးဝဟိုကိုဒီဘက်ကအပြိဝနိုင်တဲ့အထိဖြစ်သွားတယ်ဘာမှလုပ်လို့မရဘာမှလုပ်လို့မရအဲ့မှာမှတကြံမတိုင်လေးလပိုင်းမှာကျတော့ဘာထပ်ဖြစ်လဲဆိုတော့အာသူတို့ဒီဟင်ဖောက်အနာပိုင်းတွေကိုသိရမှာဟိုတောင်းဝကောင်းဆိုတီတင်းတကြံမှာတကြီးရွယ်တွေကို ဟိုပြောဆိုရင်တော့ဒီအချင်းသားဟို19နဲ့တာတကြီးရဲ့ကိုကတော့မဲ့ပါညာဆိုပြီးတော့ဒီ19နေတည်းကလှုပ်တဲ့လူရှိ19နေတည်းကလှုပ်တဲ့လူတွေထဲမှာမှာအမှသူတို့ဘက်ကဘလို့တင်းဟိုရွာလဲမသိအမှကိုယ်ဘက်ကဟင်ဒီတကြီးရဲ့ကိုကတော့မဲ့ဆိုရောဆိုသူတို့ပြီးဒီပြောဆိုမင်းကြီးဦးစီးတို့တဲ့မှာထောင်ပိုင်းတို့ဆိုသူတို့ဖမ်းချုပ်ပြီးတော့သူတို့ဟိုအချက်ကင်ပဲပါညာဆိုပြီးတော့အဲ့လိုမျိုးလှုပ်တယ်ဆိုပြီးတော့တခါထပ်ပြီးတော့အမှဟင်ထောင်ပိုင်းကိုရွှေ့ရပြူရလဲလှုပ် ဲ့မှာမှာဒီထောင်ထဲမှာတောက်လျှောက်ဟိုဖိနှိပ်မှုတွေရှိလာပေါ့ဖိနှိပ်မှုရှိလာမှာဟိုနောက်တစ်ခါပြောမယ်ဆိုရင်ဒီအမင်းကြပြီးသားလူတွေထဲမှာသူတို့ထားကျင်တယ်လို့တိတ်တမထားတယ်မထားကျင်တယ်ကိုထောင်မကြီးရွှေ့တယ်ဆိုတော့ပုံမှန်လောက်လာအဲကြတော့ဒီတိုင်းဆိုရင်လည်းဘာမှမထိုးဘူးအားတော့ပြောမယ်ဆိုရင်ဟိုထောင်မကြီးမှာတဲ့ကျွန်တော်အမှုတွေဖြစ်တဲ့ကိုစားနေထုံးနဲ့ရှိရကိုပါတီကကိုညီကိုရေပဲဆိုအထောင်မကြီးပြောင်းမယ်ထောင်မကြီးပြောင်းနေလို့ရှင်ပြောင်းပေါ့ပြောင်းနေလို့ဘာဖြစ်လဲ ပြောရရင်ငခိုတဲ့ကိုလေးကိုအမြင်မကြည့်တဲ့အခါကျတော့ဟိုငခိုတော့ဆိုပြောလို့ဟိုနေရာရှိမယ်ဒီနေရာရှိမယ်တော့အစင်းစင်းတင်ရတယ်ဘာလို့လဲကိုလေးပြောပြောရင်မနှက်ပဲပြောတယ်ညနေရွှေအရင်ချစ်တာအရင်ချစ်တာပြောရမယ်ကိုရဲသွားတာပေါ့အဲ့မှာဟိုမင်းကြီးရောက်တော့ပုံစံထိုင်ခိုင်းတာပေါ့အားရိုက်တာပြီတာပေါ့အဲ့မှာရိုက်သေးလားရိုက်တာပေါ့ပုံစံထိုင်ခိုင်းတာပေါ့ပုံစံထိုင်ခိုင်းတာပြောလို့ဆိုပြအချုံးမပြေလို့ဆိုထုံးဝင်ထားပြီပေါ့အရင်ဆုံးထားတွေကထုံးဝင်ထား ဩဩဘာညာပြေရောစကားပြောခန့်နေဦးတီးတန့်ထောင်မှာပြဿနာဖြစ်လို့ပြောင်းတာလားကိုယ့်ကိုပြောင်းကျင်လို့ပြောင်းမယ်လို့တင်ပြတာလားအဲပြောင်းလို့ပြဿနာတက်တယ်ပြဿနာတက်တဲ့ခါမှာဖိနှိပ်မှုတွေညာတဲ့ခါမှာပြောလို့ပြောဒီနိုင်နိုင်ငံချင်းသားတွေပေါ်မှာဖိနှိပ်မှုတွေညင်းဟိုညှင်းမှန်းမှုတွေပေါ်ပြောလို့ပြောသူမကြိုက်တဲ့ဟိုစင်ရဲလူတိုင်းရွှေ့ဆိုတဲ့ပုံစံမျိုးလုပ်တဲ့မှာဟုတ်ပြီရွှေ့ကျင်နေဆိုရင်ဒီမှာလည်းဆက်ဖိနှိပ်မှာပြောလို့ဒီမှာကိုယ်အချင်းသားတွေနိုင်ချင်းတွေကခင်းလူကြီးတွေကပြောလို့ ရာကနိုင်းတော်တွေပဲရှိရင်နဲလာဒီတိုင်းဆက်ပြီးတော့နေတယ်ညှိမနှိမ့်ဆက်ခံမှာဟိုဘက်မှာညှိမနှိမ့်ဆက်ခံဟိုမှာဆိုရင်ဒီဘက်မှာဖြစ်နေတဲ့တုံ့စံတွေကိုကျွန်တော်ပြောလို့ရနောက်ပြီးတော့ဒီမတရားဒီလိုရွှေ့ခံလောက်ဆောင်ကျွန်တော်မကြိုက်ရွှေ့ကျင်ကျွန်တော်ကရွှေ့ဆိုတဲ့ပုံစံမျိုးကျွန်တော်ကအမှပြောတဲ့အပိုင်းမျိုးရှိတယ်ဟုတ်ပြီရွှေ့ကျင်ကရွှေ့ကျင်မင်းတို့တွေကိုချက်ချင်းရွှေ့လို့ရရွှေ့လေရရဆိုပြီးတော့ကိုယ့်ဘာပြောင်းမယ်ဆိုတော့အဲ့ဒါကသူကလည်းရွှေ့လိုက်တယ်ရွှေ့နေဟိုမှာခုနကပြောလို့ပုံစံပြရင်းနဲ့ရိုက်တာပေါ့နော်အဲမင်းကြီး ဦးစည်းရုံးမှာပေါ့ထုံးထိုင်မှာဟဲ့ပုံစံထိုင်ခိုင်းတာပေါ့ပုံစံထိုင်ခိုင်းတဲ့အချိန်မှာအချိုးမပြေလို့ဆိုရိုက်တာပေါ့ဆောက်ကြောတင်းပါညာပြည့်ရပြီးတော့မှဟိုမင်းဒီထောင်ပိုင်းမှာမင်းအသိရှိတာပါညာပေါ့ကျွန်တော်ကိုရှိတယ်လို့ဘလူတဲ့မင်းကိုရဇာနေထုံးဟာတဲ့ဟိုဟဲ့ကျွန်တော်ဇာနေထုံးပါဟောလိုက်တယ်ဟုတ်တယ်လို့ကျွန်တော်ကိုဘာဖြစ်လဲဟာတဲ့တကယ်စော်ရည်ကြီးရဲ့တဲ့อืมမဟုတ်လို့ကျွန်တော်တို့ကျွန်တော်ကိုတွေးလို့ရမှာလို့ ပထမ तू ကမေးတာမင်းဘယ်ဆောင်သွားမလဲကျွန်တော်ကိုရှေ့ရဆောင်သွားမလဲမင်းကဘယ်ဆောင်มาလဲတဲ့ကျွန်တော်ကနှစ်ဆောင်ပါလို့ဟေးတဲ့ဘာတူလဲတဲ့ဇာနီထုံးလို့ဆိုဟာတဲ့ကျွန်တော်ဇာနီထုံးက already တရားလားဟုတ်တယ်လို့ကဘာဖြစ်လို့လဲဦးစီလို့ဟာတဲ့မင်းတို့ကဇော်ရီပဲဟေးတဲ့ဟာခေါ်ပြီးတော့ဟင်သူ့ကိုမေးကြည့်မယ်ဟုတ်မဟုတ်ဆိုပြီးတော့ဟိုက तू ကခေါ်ခိုင်းခေါ်ခိုင်းပြီးတော့ရာရာကိုဇာနီကဟုတ်တယ်တဲ့ကျွန်တော်ညီပါကျွန်တော်ဆောင်ပါဟာတဲ့ပို့လို့မရဘူးတဲ့ အာကျွန်တော်ညိုကြအောင်မိုင်းတဆောင်နဲ့မထားဘဲကျွန်တော်တရားစခန်းပို့လိုက်အဲဒီကျွန်တော်ဒီထောင်မိုင်းမှာ အမမကျွန်တော်တို့ဒီခုနလပိုင်း29ရက်မှာကျွန်တော်အမိန်ကြအမိန်ကြပြီးတော့ဒီ6လပိုင်း23ဟာလားမသိကျွန်တော်တို့ဟိုထောင်ပြောင်းခံအဲဒီကြားထဲမှာကျွန်တော်တို့ခုနလပိုင်း29အမိန်မကြခင်မှာကျွန်တော်တို့ဒီခုနလပိုင်း23ရက်နေ့မှာတော့ကျွန်တော်တို့ဒီပါတီရပါ ဟိုကိုဖြိုးစီရတာပေါ့ဟိုပြည်သူတော်ကိုစလဲအမားကျိုးပေးခံအလားနဲ့သူကိုစေကိုဖြိုးစီရတော်လို့နဲ့သူကိုချင်းမီလို့ပါလို့တော့တဲ့ဒီထိုင်းတန်ရအစီခံတဲ့နှစ်ယောက်ဒေတာမိတ်ပေးခံအဲဒေတာမိတ်မပေးခင်ကတော့ကျွန်တော်တို့ဒီထောင်ထဲမှာပြောင်းလဲတဲ့ပုံစံအများကြီးဖြစ်သွားဟိုဒီကဒီကျိုးစင်ပြင်နေတဲ့ဥစ္စာကိုကြတော့ကျွန်တော်တို့ ဟိုရုံဖက်လို့ရှင်အဲဒါကိုစာနီလို့ဒီနှစ်ဆောင်နဲ့ကျိုးစင်နဲ့အပေါ်အပေါ်သားကနေလှမ်းကြည့်မြင်နေရအဲကျွန်တော်တို့ရုံထက်လိုက်နှစ်ဆောင်ကျိုးစင်ဘက်မှာတန်ရှင်းလုံနေတယ်ခေါင်းလေးဘာလို့ဖို့လဲတော့မသိဘူးကျွန်တော်ဒီ6လပိုင်းလောက်ထဲကကျွန်တော်သိတယ်အဲဒါဘာလို့မမသိပဲနဲ့ကျွန်တော်ကအဲဒီကျိုးမပေးခင်၃ရက်လုံးမှာလုံးဝဘုသူ့မှာအဆောင်တွေအပြင်ကိုပေးမထွက်တော့ဒီသမင်း ပုဒ်သမားတွေဘာထမင်းယူတဲ့လူတွေရေပုဒ်သမားတွေတောင်မှလုံးဝအကျဉ်းသားတွေကိုမခိုင်းတော့ဟွန်းသူတို့ဒီအာကာသဝန်ထမ်းတွေပဲတေတာပြုတ်လာလောက်ခိုင်းပြီးတော့တဏိညာတကောင်ကျော်မှာချိုးပေးလိုက်တာတော်တော်ကြီးတော့ပြောဆိုအချိန်မှာတော့အချင်းတော်တွေမှာဒီကောင်တွေပြောဆိုအဲ့လိုချိုးပေးလိုက်အတွက်ဟိုစုပ်ဘူးဖြစ်မှာဆိုလဲတော့တော်တော်လေးတော့သူတို့ဘက်ကအင်အားပြင်းနဲ့စတန်မိုင်ပေါ့ထောင်ထဲမှာတောက်လျှောက်စတန်မိုင်လုပ်ပြီးတော့ဟိုတော့ အပြင်ထွက်တာပါညာဆိုတော့ခတ်ပါရင်အဲ့လိုအဆောင်သေချာကြက်မဲ့ပြီးလှုပ်တဲ့တောင်လျှောက်အနောက်ပိုင်းတော့အချင်းထောင်ထဲမှာလုံးဝဟိုဖိနှိပ်မှုရဲ့အများဆုံးကာလနဲ့လုံးဝကြက်တဲ့အနောက်ပိုင်းလုံးဝသူတို့မနိုင်တော့ဘူးထင်တဲ့လူတွေသူတို့ပြောဆိုစော်လို့တတ်မှတ်ထားသူသူတို့မာကင်ပေးထားတဲ့နိုင်ချင်းတွေအကုန်လုံးထောင်ပြောင်းနေစတော့တာအဲ့ဒီရှူးစရာတော်တော်ကိုကျင်မီတို့ကွတ်မြစ်တဲ့ ်ချိန်ကြတော့ဘလို့ထူးခြားမှုရှိတယ်အဓိကကျုံမပင်ငယ်20လောက်တည်းကကျွန်တော်တို့ဒီသူစတမ်းမိုင်ဆွဲရတယ်လုံးဝ20လောက်ကျူပြီးတော့စတမ်းမိုင်ဆွဲတာပေါ့ရှင်း20မဟုတ်ကျိုးပိမာ23ရက်နေဒီ9လ20ရက်နေပေါ့3ရက်လောက်ပေါ့ဟုတ်3ရက်လောက်တည်းကစတမ်းမိုင်ကျူဆွဲရလုံးဝနောက်ကပြောဆိုဘူးမအပြင်ပေးမထွက်တော့အဲ့ဒီ23ရက်နေမှာကျူပြီးမယ်ဆိုတော့သိလားမသိလားကျွန်တော်ဘူးမသိဘူးပြောဆိုသူတို့ဟို သူတို့အချင်းဦးစီးတွေကညှို့မှုဆင့် level နဲ့အဲ့လိုလူတွေတော့ပဲတည်တာလောကအဆောင်မှုတွေတော့မှလောကအပင်ပြင်းမထွက်တဲ့ပုံစံလို့အေး23ရက်နေ့ကိုကျိုးပေးပြီးတော့ဘယ်နှစ်ကြမှတည်ရတယ်အနေပဲချက်ရင်းတည်တာအနေတန်းဖွင့်လာနဲ့ကျွန်တော်တန်းဖွင့်လာမနေ့စောကြီးမှကျိုးပေးလိုက်တယ်อืมကျိုးပေးတယ်ဆိုတော့သာတည်တာပြောတော့ကွန်ပျူတာတော့ကျိုးပေးလိုက်ပြီဆိုတော့ကျွန်တော်တည်ဒါမဲ့အမမပြောမဆိုရင်အတီးပြူလာတော့နောက်နေ့သတင်းစာမှာတည်ဝင်အတီးပြူလိုက်အောင် ကျုပ်ပေးလိုက်တယ်ဆိုတော့ကတက်တက်ကြတာပေါ့ဟုတ်တယ်ပေါ့ဟိုတူတော့တူတော့ကြီးပေါ့ဒါပေမဲ့ဒီ24ရက်နေ့သတင်းစာမှာပါလာပြီးွားတော့25နေ့ရမှာကျွန်တော်တို့ဒီစတမ်မိုင်တို့ဘာလို့ခဏဟိုင်ပြောဆိုဖြေရှုံးတဲ့ပုံစံမျိုးနဲ့တို့ပြန်ပြီးကြက်မှတ်တဲ့ပုံစံကြီးတောက်လျှောက်လုပ်တယ်အဲ့ဒီ23ရက်နေ့ကျိုးပြီးတော့ကျိုးပြီးပြီးတော့နိုင်ပိုင်းအတွင်းပေါ့ဒို့မို့50နိုင်အတွင်းမှာထူချားတာတွေပါရှိတာထောင်းပါ အဲကျိုးပေးပြီးရဲ့အချိန်မှာတော့သူတို့ဘက်ကပြောမှဆိုရင်ထူကြတာကတော့လုံးဝပြောမှဆိုရင်ဒီအဆောင်ထဲမှာရှိတဲ့လူတွေနဲ့ပတ်သက်ဒီလိုအချင်းဦးစီးရလူတွေတေချာစောင့်ကြည့်တာနောက်ပါပြောမှဆိုရင်သူတို့ဒီထောင်ပိုင်တန်းစီရက်တွေပေါ့ထောင်ပိုင်တန်းစီကျွန်တော်တနင်းလာပေါ့အမှမှာနောက်ပိုင်းသူတို့ဒီထောင်ပိုင်တန်းစီလုံးတန်းနေမှာသူတို့ဟိုချီလမ်းလျှောက်တာပေါ့သူစီကြားတဲ့ပုံစံမျိုးအမှမှာ လက်နက်တွေကင်လာတာကြီးပို့ပြီးတော့ရှိတာတနက်တွေကင်ပြီးတော့သူတို့အမှမထောင်မှန်တန်းစီရမျိုးသူတို့ထောင်ရဲ့ကျွန်တော်တော့တေချာမျိုးထောင်မှာသူတို့အဲ့လိုမျိုးပါမနမိုးလင်းဟိုသူတို့တန်းစီရဲ့နေပေါ့တန်းစီရဲ့မှာကျွန်ဆိုလမ်းလျှောက်တာပါညာချစ်တာအမှအဆောင်တွေမှာတိရမှာဟာအဲ့ချိန်ဆိုရင်တော့၃နှစ်ကိုတော့အဲ့လိုမျိုးမဟုတ်တော့ဘဲနဲ့တနက်လက်နက်ခင်အပြည့်ဆုံးအမှမှာကျွန်ဆို၄ဝိုင်းပါနံပါတ်တုတ်တွေတိုင်းနေ အဲ့နောက်ပိုင်းမှာတောက်လျှောက်အဲ့လိုမျိုးတွေနဲ့သူတို့လေ့ကျင့်တာတွေပါတောက်လျှောက်လှုပ်တာပြောဆိုပြဖြုံခွင်းတဲ့ပုံစံတွေတောက်လျှောက်လေ့ကျင့်တာတွေပြုတာတောက်လျှောက်လှုပ်တာအဲ့နောက်ပိုင်းတွေကလုံးဝသူတို့ဘက်ကပြောမလို့တစုံတရာဖြစ်လာမှာဆိုတဲ့အတွက်ကြိုပြီးတော့အကြောက်တရားသွင်းတဲ့ပုံစံမျိုးတွေတောက်လျှောက်လှုပ်တာအမမထပ်ပြီးတော့ဘာလှုပ်လိုက်လဲဆိုတော့ဒီဟိုထောင်မကြီးတွေကနေပြီးတော့သူတို့ထိန်းတို့ပြုလို့မလွယ်ဘူးထင်တဲ့လူတွေ ိုပြောမယ်ဆိုရင်သူတို့ marketing ပေးထားတဲ့လူတွေဇော်လို့သတ်မှတ်တဲ့လူတွေခေါ်တော့တတ်တုတ်ချင်းစီထောင်ချောင်းတွေတောက်လျှောက်ထဲရောခေါင်းလာပိုင်းနောက်ပိုင်းတောက်လျှောက်စားပြီးတော့ဒါဆိုလို့ရှိရင်ကိုဖြိုးစရာတော်တို့ကျူးပေးပြီးရဲ့နောက်ပိုင်းတရက်24နာရီတွင်ပေါ့နော်သူစဉ်ဟိုထူးခြားမှုသုံးတရားဘာမှမရှိဘူးပေါ့ထူးခြားမှုသုံးတရားဟိုကျွန်တော်တို့နိုင်ချင်းတွေပဲတော့ဘာမှလုံးလုံးကန်လို့မရတဲ့အခါမျိုးရှိ ဘာမှတော့လုံးလုံးမရဘူးထူကြမှုတော့မရှိသူတို့ဘက်ကတော့ပြောမဆိုရင်စိုးရင်စိနေအဲ့လိုလာပြီးတော့ကြည်တာဖြူတာဟိုမနှမ်းအဲ့လိုမျိုးဒီတန်းစီရဲ့ဥစားရင်မှာပြောဆိုတာအဲ့လိုမျိုးပေါ့ငယ်ငယ်စနေနေဖို့ဘာမှမလုပ်ဖို့တရားမလားအဲ့လိုမျိုးဒါဆိုလို့ရှိရင်သူကတိတ်တိတ်ဆိတ်ဆိတ်တက်လိုက်တယ်ပြီးတဲ့ခါကျတော့တိတ်တိတ်ဆိတ်ဆိတ်ပဲနဲ့ပဲပြီးသွားတာပေါ့သူတို့ဘက်ကလည်းအခုနောက်တိတ်တိတ်ဆိတ်ဆိတ်ဖြစ်အောင်အတက်တခါလေလုံယုံကြီးတွေအပြည့်ယူထားတာလို့ပါလို့အကုန်လုံးလောက်ထားတာပေါ့နော် ဟုတ်ပါဟိုအဲ့မှာပြောဆိုရင်ကိုဘဟိုဟိုဒီထောင်ထဲထဲမှာပေါ့ဟိုမေတ္တာပို့တာဘာညာအဲ့ဒါတွေတော့တောက်တယ်အဲ့ဒါရှိတယ်အဲ့တော့ဒါကြတော့ပြောသူတို့ဘက်ကလည်းဘာမှလုပ်လို့မရဘူး။ကိုယ်ဘက်ကပြောဆိုရင်အများဝေတာမေတ္တာပို့တာအဲ့လိုကြီးတော့ထောင်ထဲထဲမှာလုပ်တာ။နောက်ပိုင်းအကိစ္စကြီးတော့သူတို့လိုက်ပြီးတော့တာမင်းပြုတ်ပြေးတာတော့လုပ်တယ်။ဟိုငါတို့ကကြားနေတာ ကြားနေရတာထိုင်တော့ဒါကိုအတည်ပြုလို့မရအောင်အဲ့ဒီကျိုးပေးတဲ့နေရာမှာပါတဲ့ဝန်ထမ်းနေနေရောစကားပြောခွင့်တွေပါညီရခဲ့ရှိတယ်မရှိမရှိကျိုးပေးတဲ့တုံ့ဆောင်မှာကျွန်တော်တို့တည်ထားတာဦးစီးစင်းလူတွေပဲပေါ့အဲ့ပေါ်တက်ရောက်ခွင့်ရှိတယ်လို့ပြောတယ်ဒါနဲ့ဘယ်လိုဝန်ထမ်းနေမပါမပါဘောဒီဟိုနတ်ပြောတော့နတ်စီးအစင်းရနေစားဘယ်သူကအနာကောက်ခွင့်မရှိခွင့်မရှိဘူး အဲကြောင့်မလို့အကုန်လုံးလှည့်ဝတ်ထားလှည့်ဝတ်ထားကြရနော်။ငါတို့ကြားတာတော့အဲဒီမှာမနေ့၄နာရီမှလား၃နာရီကျော်မှလားပြူပြီးလဲပြီးပြီးတော့အဲ့ဒီတို့အဲ့ဒီ body တွေကိုတစ်ခါတည်းချင်းချင်းထုတ်ပြီးတော့ထိမ့်ပြီးမှမြင်းတချို့ bright တယ်ပေါ့နော်အဲ့လိုကြားကျွန်တော်တို့သိထားတယ်၃နာရီလောက်၃နာရီလောက်လို့ကျိုးပြီးပြီးတော့တစ်ခါတည်းထုတ်ပါလားအိုကေโอเคဒီနေ့တော့ဒီလောက်ပဲเนาะနောက်နေ့ကျမှပြန်ဆက်မယ်ဟုတ်ပြည်သူတမန်